Hello အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့မှာတော့အိမ်ကမျိုးသားကကျက်ဥပူတင်နေစားချင်တယ်ဆိုလို့သူ့ကိုလှုပ်ချွေးဖြင်းရင်းနဲ့ဖြိုတာတခါတဲ့ဗီဒီယိုလေးရိုက်ပြီးတော့လှုပ်နေလေးကိုသိချင်နေတဲ့သူများအတွက်တင်ပေးလိုက်ပါတယ်ရှင်။ဘာဝင်ဖြစ်စီနေနေလေးနဲ့လှုပ်နေလေးကလည်းလွယ်ကူပြီးတော့ရပ်ပါကလည်းတော်တော်လေးကိုကောင်းပါတယ်။ပထမဆုံးဖြိုတို့တခြားရည်လေးကြိုပေးရန်အတွက်ကြုံမဲ့ဦးထဲကိုတခြားထမင်းစားစုံမောင်းမောင်းသုံးစားလောက်နဲ့ရေထမင်းစားစုံနဲ့သုံးစားလောက်ကိုထည့်ပြီးတော့ကြိုသွားပေးလိုက်ပါတယ်။ဒီတခြားကဖြောပြီးတော့အယောင်လေးတွေရဲလာတဲ့အထိပေါ့နော်။ကြိုသွား ားပေးလိုက်ပါရရှင်။ဒီပူတင်းလုံးနီလေးကတော့အရန်ကိုလွယ်ကူပါတယ်။ဖြိုးတို့အချိန်လေးနည်းနည်းလေးပေးအောင်ပဲပေါ့နော်။နောက်တစ်ခုကပါဝင်ပစ္စည်းကလည်းအရန်ကိုနည်းပါတယ်နော်။အရသာကဆိုလို့ရှိရင်တော့ဤဆက်ပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်။ချိုးသွားလိုက်တဲ့တရားရည်လေးလည်းရပြီဆိုလို့ရှိရင်တော့ပူတင်းထဲမှာခွက်လေးထဲကိုပေါ့နော်။ဖြိုးတို့ဒီတရားရည်လေးကိုထည့်ပေးလိုက်မယ်။ပြီးရင်တော့ခွက်လေးကိုအခုလိုမျိုးလေးပေါ့နော်။တရားရည်လေးနဲ့နှံ့သွားအောင်လို့ထည့်ပေးလိုက်မယ်ပေါ့နော်။ ပြီးတော့သူ့ခဏပေးဖဲ့ပြီးလို့ရှိရင်ဖြူတို့ခွက်တလုံးသေးကိုတခြားထမင်းစားဆုံးနဲ့သုံးဆုံးစားလောက်ကိုထည့်ပေးလိုက်ပါမယ်။ပြီးတော့စားလေးနှင်းငယ်ကိုထည့်ပြီးတော့ချက်ဥသုံးလုံးလောက်ကိုဖောက်ထည့်ပေးလိုက်ပါရရှင်။ပြီးရတဲ့ဖြူကမုတ်တွေမှာသုံးပြုနေကြဖန်နီလာနဲ့မွေးရည်လေးနှင်းငယ်ကိုထည့်ပေးတာနဲ့အားလုံးကိုသမတော်အောင်ဝေသွားပေးလိုက်ပါတယ်။ဒီတခြားလေးတွေကြော်သွားတဲ့အထိပေါ့နော်။ဝေသွားပေးလိုက်ပါရရှင်။ဒီနေ့ထားကတော့လူတစ်ယောက်စားပေါ့နော်။တကယ်လို့နှစ်ယောက်စားဆိုလို့ရှိရင်တော့ဒီအချိုးစားထက်ပိုပြီးပေါ့နော်။လှုပ်စားပါလို့ချက်ပေးချင်ပါတယ်။ ဝင်သွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုတာနဲ့ဖြိုးသွားနွားနုနေရမလေးကိုဂျိုးပေးလိုက်ပါတယ်နည်းနည်းလေးစူလာတဲ့ထိပ်ပေါ့နော်ဂျိုးထားပေးလိုက်ပါတယ်ရှင်တကယ်လို့လူနှစ်ယောက်စာလောက်ဆိုလို့ရှိရင်တော့အချိုးစားကိုဒီထက်ပို့ပြီးတော့ထက်ပေးပေါ့နော်ချက်ဥဆိုလည်း6လုံးလောက်ကိုသုံးပေးပါလို့ချက်ပေးချင်ပါတယ်ရှင်ကဲနွားနုဦးလျာစူလာပြီဆိုလို့ရှိရင်တော့ခနာကဖြိုးတို့ခလောက်ထားတယ်ဒီချက်ဥခွက်လေးထဲကိုပေါ့နော်ဒီနွားနုကိုနည်းနည်းချင်းစီထက်ပြီးတော့ဝင်သွားပေးလိုက်ပါမယ်ရှင်နွားနုကိုထက်သွားလိုက်ဝင်သွားလိုက်ပေါ့နော်လောက်သွားပေးလိုက်ပါမယ် နွားနိုးကပိုနေတာဖြစ်တဲ့အတွက်ဖြူဖြူဒီတိုင်းထက်တွိုင်းပေါ့နော်ဒီချက်ဥလေးတွေကချက်ကောင်တာဆိုရမယ်ဖြူဖြူနွားနိုးကိုခုလိုမျိုးလေးပေါ့နော်နည်းနည်းချစ်စီထည့်ပြီးတော့မှုသွားပေးလိုက်ပါမယ်နော်ကဲမှွေသွားလိုက်တာအားလုံးလည်းတမပြီးတော့နွားနုလည်းထဲလို့ကုန်ပြီဆိုလို့ရှိရင်တော့ဖြူတို့ပူတင်းလုံးမဲ့ခွက်လေးထဲဟိုပေါ့နော်စကားနဲ့ဒီချက်ဦးနှစ်လေးကိုစစ်ချပေးလိုက်ပါမယ် သူရဲ့အသားလေးကဆိုလို့ရှိရင်တော့တော်တော်လေးကိုဤတယ်ပေါ့နော်ရသားကလည်းအရန်ကိုကောင်းပါတယ်ရှင်နောက်တစ်ခုကဖျိုရိုဗနီလာနဲ့မွေးရည်လေးထည့်ထားတော့လေအနက်လေးကလည်းအရန်ကိုမွေးပါတယ်ချက်ဦးဟိနဲ့တို့ပါတော့မရတော့ဘူးပေါ့နော်ပြီးရင်တော့ဒီပေါ်မှာရှိနေတဲ့အမြုပ်လေးနှင်းငယ်ကိုလည်းခတ်ထုတ်ပေးလိုက်ပါမယ်နော်အမြုပ်လေးကိုခတ်ထုတ်ပြရတဲ့ဖြူကခဲဘက်လေးနဲ့အပေါ်မှာအုပ်ပေးလိုက်ပါတယ် ဒီနေရာမှာခဲပဲမရှိရင်တခြား plastic ပဲဖြစ်ဖြစ်ပကံလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုစင်ပြေတဲ့ဟာလေးပေါ်မှာအုပ်ပေးပါလို့ကြံပေးချင်ပါတယ်ပူတင်းခွက်လေးကိုခဲပဲလေးနဲ့အုပ်ပေးရတဲ့ဖြိုးကရေနွေးကိုအရင်ပူအောင်တဲတယ်ရေနွေးကပပတ်ဆူလာပြီဆိုမှဒီပူတင်းကိုပေါ့နော်ပေါ်မှာတင်ပြီးတော့ပေါင်ထားပေးလိုက်ပါတယ်ဒီပေါင်းတဲ့ချိန်မှာဆိုလို့ရှိရင်တဲ့ဖြိုးကမအေးအေးလေးနဲ့ပဲပေါင်ထားပေးလိုက်ပါတယ်ရှင် ကန်တီနီဟာဆိုလို့ရှိရင်တော့ရင်သွေးကတော့တော်တော်လေးပူနေပေါ့နော်ပြီးရင်တော့ဖြိုးတော့မီးလေးကိုလျှော့ပြီးတော့အဖုံးနဲ့အုပ်ပြီးတော့မိနစ်40လောက်ပေါင်းသွားပေးလိုက်ပါမယ်နော်ပေါင်းသွားလိုက်တာမိနစ်40လောက်ရပြီဆိုလို့ရှိရင်တော့ပူတင်းနှစ်လေးကကြမ်းကြက်ဖြူတို့ဒီထုတ်လေးနဲ့ပေါ့နော်မုတ်ကိုထိုးဆန်းကြည့်လိုက်ပါမယ်ဖြူတို့ထိုးလိုက်တဲ့ထုတ်လေးမှာမုတ်နှစ်လေးကကပ်ပါမလားဘူးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပူတင်းလေးကချက်ပါပြီရှင်ချက်ပြီဆိုလို့ရှိရင်တော့သူ့ကိုခဏလောက်အေးခံထားလိုက်မယ် အေးတော့ပြီဆိုမှဖြိုးကသူ့ကိုပြင်ထုတ်ပေးလိုက်ပါတယ်ရှင်ပြင်ထုတ်တဲ့ချိန်မှာဆိုလို့ရှိရင်တော့ဖြိုးကဒီပူတင်းနဲ့ဒီခွက်နဲ့မကဲရအောင်ပေါ့နော်ဒါလေးနဲ့တေချာလေးဒါရလေးပေးလိုက်ပါတယ်ခုလိုမျိုးလေးပေါ့နော်ကြည့်ပြီးတော့ဖြိုးတို့စားမဲ့ခွက်လေးတွေကိုထည့်ပေးလိုက်ပါမယ် ြစ်ပါအောင်ချစ်စရာလေးပေါ့နော်သူရဲ့အသားလေးဆိုလို့ရှိရင်အေးလေးနဲ့အရန်လဲစားလို့ကောင်းပါတယ်။ကြက်ခုဆိုလို့ရှိရင်တော့လွယ်ကူရရှင်ပြီးတော့အရန်နဲ့မှစားလို့ကောင်းတယ်ပြောလို့ရဲ့ချက်ဥပူတဲ့အေးအေးလေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလဲလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြွေနေဗီဒီယိုတစ်တည်းမှာပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။